Do share. င်းရဲ့လမ်းဖွဲ့ဟာသူတို့ပိုင်ဆိုင်ထားတဲ့ဂီတကျွမ်းကျင်မှုနဲ့အတူနိုင်ငံရဲ့အကောင်းကျိုးကိုဖော်ဆောင်ဖို့တက်ဆွမ်းတလောက်လှူဆောင်နေတဲ့ဂီတဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ပြည်သူတွေပေါ်ထားရှိတဲ့အစိုးရရဲ့ဖိနှိပ်မှုတွေကိုလည်းဂီတနဲ့တနိုင်တလောက်တွန်းလှန်နေကြသူတွေလည်းဖြစ်ပါတယ်။ကိုရဲလွင်ဟာမဆလာအစိုးရခေတ်ကတည်းကဂီတလောကအပေါ်မတရားဖိနှိပ်မှုတွေကိုသူကိုယ်တိုင်ခံစားခဲ့ဘူးတာကြောင့်ဓာရီကိုစန့်ကျင်ဖို့ကြိုးစားခဲ့သူတယောက်ဖြစ်ပါတယ်။ဒီ94 95မှာဒီ မဆာလာတက်လာတဲ့ချိန်မှာဒီဒီတော့လောကကိုသူတို့အရန်ဖိနေတယ်ကိုယ်တိုင်ခံစားရတယ်အဲ့တော့သူတို့မတရားတဲ့ဒီနေမှုကိုဆန့်ကျင်နေဆိုပြီးတော့သူတို့ကလည်းသူတည်းကြီးတော့ရဆိုင်လာမှာပေါ့နော်သူပညာသားပါပါပေါ့သူကကိုယ်တော့တချင်းမျိုးပိတ်ပြနေတယ်။အားကြရင်တနည်းတလားနဲ့ပြီးတော့ဆွေးရယ်ဆိုရယ်အဲဘိုးဒီတချင်းသားចောင်းသားတွေစီရောက်လာတယ်ចောင်းចောင်းသားတွေကတချင်းပြန်သွားတယ်ဆိုရယ်ဟာတွေလား အစိုးရအနေနဲ့သူတို့မတိလိုက်ဘူးတချင်းနဲ့ပြန်သွားတယ်အဲ့လိုပြန်သွားအောင်လည်းပဲအထောက်ခဲ့တာကိုရဲလူရဲ့68နှစ်မြောက်မိုးနေ့ပွဲကိုပန်းရံလံဖွဲ့သားတွေကဥဆောင်စီစဉ်ပေးတာဖြစ်ပြီးစာပေဂီတနဲ့နိုင်ငံရေးနယ်ပယ်ကမိတ်ဆွေတွေလာရောက်ခဲ့ကြပါတယ်။တချင်းတီဆိုဖြောပြမှုတွေပြင်အမတ်တရကြပြရွတ်ဆူမှုတွေလည်းပါဝင်ခဲ့ပါတယ်။ သူမွေးနေတာတော့လူလို့ဖြစ်ပါတယ်ဒီနေ့ကတော့ပိုလူစုံနေတာပေါ့ဒါကဒီဒီဆိုင်လေးမှာပဲလေးနေစရာရှိတယ်လို့ပြောတာဒီနေ့ကတော့ဒီလူစုံဖွင့်ပြီးတော့ကျွန်တော်တို့တူတူကြတာတော့ဘာမှမရှိပါဘူးဒီကျွန်တော်ဒီနေ့ရလာတဲ့လူအလူခံလာတဲ့ဒီစစ်ပေးရှောင်းတွေကပစ္စည်းတွေကိုကျွန်တော်အခုလေးရနေမှာကျင်းပါမယ်အဲ့ဒါကိုဒီပြန်လှူမယ်ဒီနေရာပေါ့ဒါတော့ကျွန်တော်တို့ရလာတဲ့လူငွေ ဒီကိုမဲဝင်နိုင်လို့ကားတဲ့ခါသူတို့ပြင်မယ်အားစရိတွေပဲရှိပါဘူးဦးရလွင်ကိုနိုင်ငံရေးတက်ကြွအလှူရှားသူတယောက်လို့တော့မပြောလို့ပဲသူဟာအမှန်တရားကိုချင့်မဲ့လို့သူတယောက်ဖြစ်တယ်လို့မှတ်ချက်ပေးလာသူကတော့တော်ဒီဝေပါရှေ့လျှောက်လဲပိုကောင်းတဲ့အမှုပညာတွေဖန်တီးပေးနိုင်ဖို့ဆုတောင်းပေးခဲ့ပါတယ်သူကနိုင်ငံရေးမှာအဒီပီတယောက်လို့တော့ကျွန်တော်တက်ကြွအလှူရှားသူတော့ကျွန်တော်မပြောလို့ပေါ့အဲသူကျွန်တော်ရိုးရိုးပြောရတယ်သူကတကယ်အမှန်တရားကိုချစ်တဲ့လူတယောက်ပါပဲ ်ပိတ်မကြံတော့တဲ့လူတန်းတခုရတိတ်မကြံတော့တဲ့ကာလတွေမှာလဲဒီကောင်မနဲ့အနုပညာတွေသူဆက်လက်ဖန်တီးထုတ်လုပ်နိုင်မလို့ရေပဲကျွဲလို့ညှို့လဲမှာလဲအဲ့လိုပါပဲ